မင်္ဂလာပါဒီနေ့မှာတော့ web3 နဲ့ defi လောကမှာ real world access rwa ကို tokenization ပြုလုပ်တဲ့နေရာမှာအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်လာတဲ့ platform အသစ်တစ်ခုကြောင်းနဲ့မိတ်ဆက်ပေးပါမယ်အဲ့ဒီ platform ရဲ့နာမည်ကတော့ open eden လို့ခေါ်ပါတယ် rwa ဆိုတာကတကယ်တန်ဖိုးရှိတဲ့ကမ္ဘာပေါ်ကပိုင်ဆိုင်မှု access တွေကိုတနည်းအားဖြင့်တော့ရွှေတွေအိမ်ချမ်းမြေတွေဒါမှမဟုတ် US Treasury လိုမျိုး အစိုးရငွေချေးတပ်တွေကလက်မှတ်တွေကို blockchain နည်းပညာအသုံးပြုပြီးတော့ digital token အဖြစ်နဲ့ပြောင်းလဲပြလိုက်တာကိုဆိုလိုပါတယ်ဒီလိုမျိုးပြောင်းလဲဖို့ကနည်းပညာပိုင်းအရရောဥပဒေအရပါအခက်ခဲတွေစိန်ခေါ်မှုတွေရှိနေပေမဲ့ open eating ကတော့ဒီလိုမျိုးစိန်ခေါ်မှုကိုလက်ရှိချိန်မှာအောင်မြင်စွာကျော်လွှားသွားနိုင်ပြီဖြစ်ပါတယ် open eating ကို shopify of rwa tokenization လို့လည်းတင်စားခေါ်ကြရဲဆိုတာသူတို့ရဲ့ platform အနေနဲ့တဆင့် ဘယ်သူမဆို real world asset တွေကို blockchain ပေါ်မှာအလွယ်တကူ token ထုတ်ယူနိုင်မဲ့လမ်းကြောင်းကိုဖန်တီးပေးလာလို့ပဲဖြစ်ပါတယ်။ Open Eden ecosystem ရဲ့အဓိကအသက်သွေးကြောင်းကိုပြောပါဆိုလို့ရှိရင်တော့သူတို့ရဲ့ native utility token ဖြစ်တဲ့ Eden ပဲဖြစ်ပါတယ်။ Eden ကဆိုလို့ရှိရင် platform ရဲ့တိုးတက်မှုတွေအသုံးပြုသူ user တွေရဲ့အချိုးစီးပွားတွေကို တူညီတဲ့ဥတီချက်တွေအောက်မှာရှိနေစေဖို့အတွက်ဒီဇိုင်းဖန်တီးပြီးတော့ထုတ်လုပ်ထားပါတယ်။ ီနေရာမှာ highlight လုပ်လို့ရတဲ့အချက်ကလေး၃ချက်နဲ့ကျွန်တော်ပြောပြပါမယ်။နံပါတ်၁ကတော့ active value accurate ပါ။ဒီချက်ကတော့အရေးအကြီးဆုံးအချက်တစ်ခုဖြစ်ပါတယ်။ Open Eden ရဲ့ RWA product ကနေပြီးတော့ရရှိလာတဲ့ verify RWA revenue တွေကိုစုဆောင်းပြီးတော့ protocol ရဲ့ on chain reserve တွေကိုပြန်ပြီးတော့ထည့်ပေးပါတယ်။ဒီ reserve တွေကနေပြီးတော့မှ Eden token တွေကို buyback ပြန်ပြီးတော့ပြုလုပ်ပေးတဲ့အတွက် ဟိုဒါတွေအနေနဲ့ဆိုလို့ရှိရင်ဈေးကွက်အတက်အကျအနည်းငယ်ရှိတဲ့ပုံစံရှိုံများနဲ့ကိုယ့်ရဲ့တိုကင်တွေရဲ့တန်ဖိုးတိုးတက်လာနိုင်တယ်လို့အကျိုးမြတ်တွေလည်းတဖန်ပြန်ပြီးတော့ရရှိနိုင်ပါတယ်။ဥပမာအဖြစ် Open Eden ရဲ့ Treasury ထဲမှာအမြန်ငွေတွေစုလာနေမြဒီငွေတွေကို Eden ကို ပို့မို့ပြီးတော့ဝယ်ယူဖို့အတွက်အသုံးပြုသွားမှာဖြစ်ပါတယ်။ဒါဟာ Eden ရဲ့တန်ဖိုးကိုလည်းရေရှည်မှာတည်တည်ငြိမ်ငြိမ်နဲ့မြင့်တင်ပေးနိုင်မယ့်ရန်နီယာတစ်ခုကိုဖန်တီးတိစောက်ထားတာပါ။နံပါတ်2ချက်ကတော့ incentive နဲ့ fee benefits တွေပါ။ ။ eating ကိုရေရှည်ကင်ဆောင်ထားသူတွေအနေနဲ့ platform နေပြီးတော့အသစ်ထုတ်လာတဲ့ RWA product တွေကိုအရင်ဆုံး value ရရှိနိုင်မဲ့အခွင့်အရေးတွေပေးထားတယ်လို့ platform fees တွေကိုလည်း discount short ချပေးတဲ့အစီအစဉ်ပါရှိပါတယ်။ဒါအပြင်မှာ DeFi beta တွေနဲ့အဖွဲ့အစည်း institution တွေအသုံးပြုသူတွေအတွက်ပါစိတ်ဝင်စားစရာကောင်းတဲ့ incentive တွေလည်းသူတို့ဘက်ကနေပြီးတော့ပေးထားပါတယ်။နံပါတ်3ကတော့ government alignment ဖြစ်ပါတယ်။ token holder တွေအနေနဲ့ platform ရဲ့အနာဂတ်အတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချမှတ်ပေးနိုင်မှာဖြစ်တယ်။ဥပမာအဖြစ်တော့ ဒီကုမ္ပဏီရဲ့ငွေကြေးပိုင်းဆိုင်ရာမူဝါဒတွေ token distribution လုပ်တဲ့နှုံးတွေ product တွေစတင်တာတွေဒီလိုမျိုးအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမှာ token holder အနေနဲ့မဲပေးပြီးတော့ပါဝင်ခွင့်ရမှာဖြစ်ပါတယ် token တွေကိုအများကြီးကန်ဆောင်ထားနိုင်တဲ့ holder တွေအတွက်ဆိုလို့ရှိရင်တော့သူ့ရဲ့ပိုင်ဆိုင်မှုရာခိုင်နှုန်းလိုက်လိုက်ပြီးတော့ partnership လုပ်တဲ့ကိစ္စတွေဒီ data တွင်း နိုင်ငံတွင်းမှာပေါ့နော်လုပ်ငန်းတိုးချဲ့တာတွေအဲ့လိုမျိုးအရေးကြီးတဲ့ကိစ္စတွေတောင်မှမဲပေးဆုံးဖြတ်ပိုင်ခွင့်ရှိနိုင်မဲ့ဗီဒီယိုပါဝါရရှိထားမှာဖြစ်ပါတယ်။ Ace Eden ဆိုတာကတော့ Eden ကို platform မှာ stake လုပ်တဲ့သူတွေကိုပေးရတဲ့ governance token တစ်ခုဖြစ်ပါတယ်။ဒါက Open Eden ရဲ့စီးပွားရေးဆိုင်ရာနဲ့စီမံခန့်ခွဲမှု manage ပိုင်းဆိုင်ရာမှာပါပါဝင်ပတ်သက်မှုတွေကိုကိုစားပြုပြီးအချိန်ကြာလာနဲ့အမျှတန်ဖိုးတိုးတက်လာနိုင်တဲ့ token တစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်ဈေးကွက်ထဲမှာတော့ဒီစနစ်ကိုအချို့က passive income with purpose လို့လည်းခေါ်ဆိုကြပါတယ် open eden ရဲ့အကြီးမားဆုံးအားသာချက်တစ်ခုကတော့ regulatory compliance ဖြစ်ပါတယ် rwa tokenization မှာအရေးကြီးဆုံးစိန်ခေါ်မှုဖြစ်တဲ့ဥပဒေပိုင်းဆိုင်ရာလိုက်နာမှုကို open eden ကစနစ်တကျလှုပ်ဆောင်ထားပါတယ် American Treasury Fund တခုဖြစ်ပြီး Moody's ကနေပြီးတော့ A rating နဲ့ S&P Global ကနေပြီးတော့ AA+ rating အထိရရှိထားပါတယ်။လက်ရှိ TVA Total Value Lock မှာလည်း American Dollar တန်ပေါင်း200ကျော်တိရှိနေတာကိုကျွန်တော်တို့လေ့လာ တွေ့ရှိရပါတယ်။ နောက်ဆုံးပြောစရာကျန်တာကတော့ Open Dollar CUSDO ဖြစ်ပါတယ်။ Bermuda မှာ license ရတာတဲ့ issuer ကနေထုတ်ပေးထားတဲ့ Yi Bearing Stablecoin ဖြစ်ပြီးတော့သူကလည်း American dollar တန်ပေါင်း200ကျော်ကို TVL ပိုင်ဆိုင်ထားပါတယ်။ဒါအပြင် Open Eden က Traditional Finance လောကရဲ့ထိပ်တန်းအဖွဲ့အစည်းကြီးတွေနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါတယ်။ဥပမာ Bank of New York BNY က TBA Fund ရဲ့ Custodian အဖြစ်လှုပ်ဆောင်ပေးတာနဲ့ Binance ရဲ့ စီဖူတို့နဲ့ပူးပေါင်းပြီးတော့ CUSDO ကို off a chain collateral အနေနဲ့အသုံးပြုနေအောင်ဖန်တီးပေးတာတွေဟာ open eden ရဲ့ခိုင်မာမှုကိုပြသနေပါတယ် open eden ဟာ traditional finance ရဲ့တန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတွေကို web3 လောကနဲ့တကယ်တမ်းချိတ်ဆက်ပေးနိုင်မဲ့ခိုင်မာတဲ့ bridge ပေါင်းကူတရားအဖြစ်တည်ဆောက်နေတဲ့ project တစ်ခုလို့ဆိုရမှာပါ regulation trust နဲ့ defi integration သုံးခုစလုံးတစ်ပြိုင်နက်တည်းအာယုံစိုက်လာနိုင်တဲ့အတွက် အသစ်ထွက်လာခဲ့တဲ့ RWA project တွေနေရာမှာအရေးပါတဲ့စံပြ project တခုဖြစ်လာဖို့အတွက်အလားအလာအင်မတန်မှကောင်းနေပါတယ်။ Eden က Binance Hotel Airdrop တခုဖြစ်ပါတယ်။ ဟော်လာ error တွေရရှိပိုင်ဆိုင်နေဖို့အတွက်ကိုယ့်ရဲ့ wallet ထဲမှာ BNB ကို flexible loss taking နှစ်ခုလေးရကြိုက်တာတစ်ခုလောက်ထားလို့ရှိရင် error တွေရရှိပိုင်ဆိုင်နေမှာပါတို့ပေမဲ့လည်း cryptocurrency project အသစ်တစ်ခုဖြစ်တဲ့အတွက်မိတ်ဆွေတို့ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်ချတော့မယ်ဆိုလို့ရှိရင် DYOR Do Your Own Research လုပ်ပြီးတော့မှဆုံးဖြတ်ချက်ချဖို့အတွက်ကျွန်တော်အကြံပြုပါရစေအခုလိုမျိုး cryptocurrency နဲ့ပတ်သက်တဲ့အကြောင်းအရာတွေသတင်းအချက်အလက်စောင်းပါတွေ project review တွေကိုအစီအမံပြတ်နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်သားလို့ရပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်